ထိုင်းနိုင်ငံအနေနဲ့နဇက်ဒေတာစစ်ဆေးရေးဂိတ်တွေကို24နှစ်အတွင်းအပြည့်အဝပြန်ဖွင့်ပေးဖို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ကဟွန်ဆန်ကတည်ပြခဲ့ပြီးနောက်ချင်းချောက်မှုတွေကိုအလျော့ပေးမှမို့ကြောင့်ထိုင်းဝန်ကြီးချုပ်ပေတုံတန်ကပြောကြားခဲ့လို့ The Nation ကဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကထိုင်းကမ္ဘောဒီးယားနယ်စပ်ရေးရာပူးတွဲကော်မတီ JBC အစည်းအဝေးရဲ့ရလဒ်တွေကိုဆွေးနွေးခဲ့တဲ့နှစ်နာရီကြာအစည်းအဝေးပြီးမှာပေတုံတန်ကဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ JBC အစည်းအဝေးကအောင်မြင်မှုရှိပြီးတပတ်စလုံးကဆွေးနွေးညီနိုင်မှုပူပေါင်းတဲ့ပတ်သက်ပြီးသဘောတူညီမှုရရှိခဲ့တယ်လို့သူမကဆိုပါရယ်ဆွေးနွေးမှုတွေကိုလုံခဲ့လက်ပဲအစင်းကနေဝင်းကြီးရုံအစင်းဒီအလွာပေါင်းစုံမှာပြုလုပ်ခဲ့ ဲ့ပြီးထိုင်းဘက်ကဗိုလ်ချုပ်ကြီးနတ်တာပိုနဘာနစ်ကဦးဆောင်တဲ့လုပ်ငန်းရေးအဖွဲ့အစည်းတစ်ခုကိုထူထောင်ခဲ့လို့ပေတုံတန်ကပြောကြားခဲ့ပါတယ်။မေလာ20ရက်ကကမ်ဘောဒီးယားထိုင်းနဲ့လာဝနယ်ဆက်တွေထိတွေ့တဲ့မြားတွေ့ကံကိုလူသိများတဲ့နယ်ဆက်ဒေသမှာထိုင်းနဲ့ကမ်ဘောဒီးယားစစ်သားတွေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက်ကမ်ဘောဒီးယားစစ်သားတို့တေဆုံးခဲ့ပြီးနောက်နိုင်ငံခြားတင်းမာမှုတွေမြင့်တက်နေတာဖြစ်ပါတယ်။ကမ်ဘောဒီးယားဝန်ကြီးရောဟွာဆန်ကတော့ထိုင်းနိုင်ငံအနေနဲ့နယ်ဆက်ဒေသဖြတ်တန်းသွားလာမှုမှာတာမီကတ်တဲ့ချက်တွေကိုရုပ်သိမ်းဖို့ဂျွန်လ16ရက်ကပြောကြားခဲ့တယ်လို့ ရုပ်သိမ်းမှုမပြုဘူးဆိုရင်ထိုင်းနိုင်ငံကတင်ပို့တဲ့အသီးနှံနဲ့ဟင်းသီးဟင်းရွက်တွေကိုတင်ပို့ခွင့်ပိတ်ပင်သွားမယ်လို့ကြေညာတမ်းပေးခဲ့ပါတယ်။ထိုင်းဘက်ကနေဆက်ဖြတ်တန်းသွားလာမှုတွေကိုဒီနေ့မှပုံမှန်အနေအထားတိုင်းပြန်ဖွင့်မပေးဘူးဆိုရင်တော့မနေ့ပြန်မှာကမ္ဘောဒီးယားကိုတင်ပို့နေတဲ့ထိုင်းအသီးနှံတွေနဲ့ဟင်းသီးဟင်းရွက်တွေကိုတာမြင်ပိတ်ပင်သွားမှာပါလို့ဟွန်ဆန်ကပြောကြားခဲ့ပါတယ်။ပေဒိုနန်ကတော့ထိုင်းဟာနေဆက်ဒေတာဖြတ်တန်းသွားလာရေးဂိတ်တွေကိုမိသည့်ခါကများတရားဝင်ပိတ်ပင်ခဲ့တာမှရှိပဲအဆိုပါစစ်ဆေးဂိတ်တွေမှာဝင်ငွေထွက်ခွင့်အခြေအနေတွေနဲ့စီကံချက်တွေကိုချိန်ကြီးလုံဆောင်ခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါဗျာ ဒါအပြင်နေဆက်ဒေတာမှာမြေပြင်အခြေအနေတွေကိုလေ့လာဖို့နဲ့တင့်တော်တို့ဆောင်ရွက်ဖို့အမျိုးသားလုံခြုံရေးကောင်စီ NSC ကိုလည်းလောက်ပံ့ခွင့်ပေးထားတယ်လို့ပေတုံတွေကပြောကြားခဲ့ပါဗျာ။